နိုဝင်ဘာလ20ရက်နေ့အတွက်နောက်ဆုံးရရှိကြတဲ့သတင်းများကိုတင်ဆက်ပေးပါခင်ဗျာဘာမှတော့သတင်းတပုတ်အနေနဲ့ညာမျိုးနဲ့ကံကြီးရွာကိုစစ်တပ်ကဒေရင်ဖြစ်ဖုံးကျဲမှုကလေးငယ်3အပါအဝင်ပြည်သူ9ဦးတိတ်ဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူအများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမကွေတိုင်းညာမျိုးနဲ့ကံကြီးရွာကိုကျမ်းမစစ်တပ်ကဒေရင်ဖြစ်ဖုံးကျဲတိုက်ခိုက်ရှင်းကြောင့်ကလေးငယ်3အပါအဝင်ပြည်သူ9ဦးတိတ်ဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူအများပြားကြောင့်ဒေသခံပြည်သူများကပြောဆိုပါတယ် ်လိုဝင်မာလာ20ရက်နေ့နနက်ပိုင်းအချိန်ရိုင်မျိုးနဲ့ကန်ကြီးရွာကိုချမ်းဘတ်စစ်တပ်ရဲ့မိတ်ကီလာလေးတပ်မှတက်လာတဲ့ Jet Fighter တစ်စီးကဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဒေရင်ကဘုံကျဲရှာလိုက်တဲ့ဘုံမှာကန်ကြီးရွာအလဲသို့ကြားရောက်ပောက်ကွဲခဲ့သောကြောင့်နေအိမ်အတွင်အိမ်မောကျနေတဲ့ကလေးငယ်၃ဦးအပါအဝင်ပြည်သူ၅ဦးတိတ်ဆုံးခဲ့ပြီးထိတ်ခိုက်ဒဏ်ရာရရှိသူ၂၀ထက်မနည်းရှိကြောင်းသိရှိရသည် ထို့သောခိကိုက်ဒဏ်ရာရရှိသူများထဲမှဒဏ်ရာပြင်းထန်ရရှိသူများလည်းပါဝင်သည့်စေကူတမှုခံယူကဒဏ်ရာရှိနေဖို့ဆက်လက်ဆောင်ကြည့်နေရသေးဖြစ်ကြောင်းထို့ပြင်ဘုံကျဲတိုက်ခိုင်းမှုတွင်နေအိမ်ခုနှလုံးထက်မနည်းခိကိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါသည်။မြိုင်မျိုးနှင့်ကံကြီးရွာရွာလေးပေါင်းကိုစစ်ခွေးတွေကကြေလူတွေညအိမ်မောကြကြိမ်မှာကြက်ပိုက်တာနဲ့ဘုံကျဲသွားတာ ်ကလေးငယ်၃အပါအဝင်ပြည်သူ၅ဦးသေဆုံးတဲ့ထိခိုက်ဒဏ်ရာရသူကလည်းအများများ20လောက်ရှိတယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေလည်းပါဝင်တယ်။နေအိမ်နဲ့ပျက်စီးတာခုနှစ်လုံးထက်မနည်းရှိတယ်လို့ဒေသခံတို့ကပြောဆိုပါတယ်။ညာမျိုးနယ်အတွက်ကျမစစ်တပ်ကရေပြင်စစ်ကြောင်းဖြစ်ကျေးရွာများပုံဝင်ရောက်စီးနင်းနေပြည်သူများခပြစ်သိမ်းရှောင်နေရကခုတိန်ဆောင်နေရသူများအနက်မှာတက်60တနည်းအရွယ်အဖိုးတို့အသက်60နှစ်အရွယ်အပေါ့တို့နဲ့အသက်60တနည်းအရွယ်အပေါ့တို့ အေးမီလိုဝဲပါကအလဲပိုင်းမှာပေးဆုံးခဲ့ရတယ်သူတင်းရရှိပါနေခမောင်းနောက်ကထရင်ဗုတ်နေနဲ့ရောက်ကလာမှာစစ်တပ်ရေကောက်ပွဲအတွက်ကိုညီဆောင်ရက်ပေးနေတဲ့ဆွေပေါက်ကံမျိုးတဲ့အုပ်ချုပ်ရေးမှုရုပ်ကိုဖောက်ခွဲမှုအုပ်ချုပ်ရေးမှုနဲ့ပြုစော့ထိညာခိကိုင်းမှုရှိနိုင်စွဲတဲ့ကိုတည်ဆက်ပေးပါမယ်ရန်ကုန်တိုင်းရောက်ကလာမျိုးတဲ့မှာဂျမ်ဘတ်စစ်တပ်ရေကောက်ပွဲအတွက်ကိုညီဆောင်ရက်ပေးနေတဲ့ဆွေပေါက်ကံမျိုးတဲ့အုပ်ချုပ်ရေးမှုရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့ရာအုပ်ချုပ်ရေးမှုများနဲ့ ဖြစ်စော်ခီးများခေကိုင်းမှုရှိကြောင်းရန်ကုန်အာမီမကောင်စီသူတို့ကပြောဆိုပါတယ်။မိုးဝင်မာက19ရက်နေ့ညနေ9နာရီ50မိနစ်ခန့်မှာမြောက်ကလာမြို့နယ်လားတရားမဝင်ရွေးကောက်ပွဲအတွက်စွမ်းကုန်ကူညီပေးနေတဲ့ Tree Park ကမြို့တဲ့အုတ်ရှုပ်ရဲမှုရုံးတဲ့အုတ်ရှုပ်ရဲမှုနဲ့ပြူစော်ခီးများရောက်ရှိနေတဲ့ပြင်းအားမြင့်မိုင်းလုံးတပ်ပစ်ပုံတလုံးတို့ဖြင့်ဒေါ်လန်ရဲ့ရဲဝံများကဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ထို့ဖောက်ခွဲတိုက်ခိုက်မှုတွင် ရွှေပေါကံမျိုးတဲ့အုတ်ရှုပ်ရည်မှုယုံလိုက်ရွှေပေါကံမျိုးတဲ့အုတ်ရှုပ်ရည်မှုယုံလိုက်ရောက်ရှိနေတဲ့အုတ်ရှုပ်ရည်မှုနဲ့သူစော့ထိမြထိခိုင်းမှုရှိပြီးအရေအတွက်ကိုလည်းကြည်ပြူနိုင်ခြင်းမရှိသေးသောသိရှိရပါလေအုတ်ကြီးနဲ့ပြူစော့ထိတွေတော့ထိဖို့များတယ်မိုင်းခွဲပြီးအတင်းနဲ့ပြစ်တာဆိုတော့ထိခိုင်းမှုရှိနိုင်ပါတယ်တခွေပြူလုံးမဲ့ရွေးကောက်ပွဲပေါ်အစွမ်းကိုကူညီပေးနေလို့အဲအုတ်ရှုပ်ရည်မှုယုံကိုတိုက်ခိုက်ခဲ့တာပါလို့ရန်ကုန်အာမီမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီနဲ့ အနောက်ပိုင်းခရိုင်ပကဖားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးကျမ်းမစစ်တပ်နဲ့ပတ်သက်တဲ့ပြစ်မှတ်များကျမ်းမစစ်တပ်ကပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လောက်ကိုင်းနေသူများကိုဆက်လက်၍အပြင်းထန်တိုက်ခိုက်သွားပြီဖြစ်ကြောင်းရန်ကုန်အာမီမှတောင်းရှိသူတို့ကဆက်လက်ပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ငန်းစုံမြို့နယ်ငန်းစုံမြို့နယ်မှာစစ်ကြောင်းထိုးရခတ်လာတဲ့စစ်တပ်ကိုကြားပြတ်တိုက်ခိုက်မှုစစ်သား15ဦးထိခိုက်ဒဏ်ရာသိမ်းဆုံးပြီး PDF ရဲဘော်9ဦးကြာဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်း ငန်းစုံမြို့နယ်မှာစစ်တောင်းထိုးရန်ထွက်လာတဲ့စစ်တပ်ကိုကြားပြတ်တိုက်ခိုက်ခဲ့ရာကျမ်းပတ်စစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရသိမ်းဆုံးပြီး PDF ရဲဘော်9ဦးကြဆုံးငကနီကြောက်ကြတပ်ဖွဲ့မြင်းကြမ်းမှတာဝန်ခံကပြောဆိုပါတယ်။လုံဝဲဝါရ19ရက်နေ့နနက်8:35မိနစ်ခန့်အချိန်နဇုံမျိုးနဲ့မြို့သားအထိုင်ရက်စကန်မှာခနောင်းမေကြေးရွာဘက်သို့စစ်ကြောင်းထိုးရန်ထွက်လာတဲ့ဂျာဗတ်စစ်ကောင်စီတပ်သားအင်အား30ခန့်ကိုတော်လန်ရေးတပ်ဖွဲ့များက ဓာတ်ဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဆိုပါတိုက်ခိုက်မှုကိုမြင်းကြံမျိုးနဲ့တော့၎င်းနေပြောက်ကြပြည်သူကာကွယ်ရေးအဖွဲ့နဲ့နယ်မြေကမဟာမိတ်အဖွဲ့များကပူးပေါင်းပြီးလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။မဲရဲဘော်ငါးဦးကြဆုံးပါတယ်။ခွေးတွေကသူတို့လူတွေထိခိုက်များတော့နောက်ထပ်အင်အားထပ်ထည့်ပြန်လာတာအဲဒီအခါမှာသူတို့လူတွေကားနဲ့ပြန်တယ်သွားတာစစ်ခွေးတွေပတ်လက်နက်ခဲယံတိတ်စီရမိရမျိုးတော့အဲဒီလိုမျိုးတော့မရလိုက်ဘူးနှစ်ဖက်အတွင်းမှာပြစ်နေတဲ့အချိန်လေချောင်းကလည်းဝဲလာတာကတချောင်း သူတို့ကအင်အားထက်ပြေးပြီးထပ်တိုးလာတာကြောင့်သူတို့အနေငယ်နောက်ပြန်ဆုတ်ပေးတာအဲဒီအချိန်မှာသူတို့ကပြန်တည်သွားတာပါလို့လက္ခဏီပြောက်ကြတဲ့ဘက်မြင်းကျဲမှတောင်ကန်ကပြောဆိုပါတယ်ဆိုပါတိုက်ကမ်းမှုကိုမြင်းကျဲတိုက်နေတော့လက္ခဏီပြောက်ကြပြည်သူ့ကာကွယ်ရေးဖွဲ့နဲ့နေအမီကမဟာမိတ်အဖွဲ့များကပူးပေါင်းပြီးလှုပ်ဆောင်ခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘုံညင်မျိုးနဲ့နမ်မမျိုးမှရေစကန်ကို KIA PDF ပူးပေါင်းတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကရှင်ပြည်နယ်မိုးညင်းမြို့နယ်နမ်မာမြို့မှာရဲစခန်းကိုကရှင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်ခွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းမိုးညင်းမြို့နယ်ဒေသခံပြည်သူများကပြောဆိုပါတယ်။ဇန်နဝါရီ9လ16ရက်နေ့နနက်9နာရီအချိန်နမ်မာမြို့မြို့မှာရက်ွက်ရှိနယ်မြေစခန်းကို KIA PDF ပူးပေါင်းတပ်ခွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတနိုင်းနေပါနှစ်ဖက်အပြန်အလှန်တိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနမ်မာနယ်မြေစခန်းမှာဒေသခံရဲလက်အပြည့်အကြမ်းဖက်စစ်တပ်နဲ့ SLA ပူပေါင်းတက်မြအထိုင်စကက်ရှာထားတဲ့နေရာဖြစ်ပြီးတိုက်ပွဲအတွင်းကျမ်းပစစ်တပ်ဘက်ကခိကိုက်တေဆုံးမှုများရှိခဲ့ကြောင်းမုံရင်ဒေသခံများကပြောဆိုပါတယ်မနေ့9နှစ်လောက်မှတိုက်ပွဲဖြစ်ကြတာရဲစခန်းထဲမှာရှိတဲ့စစ်သားနဲ့ရဲတွေထိခိုက်တာများတယ်အခုတော့ရဲစခန်းပတ်ဝန်းကျင်တစ်ခုလုံးကိုအင်အားထပ်ဖြည့်ထားတယ်ပြည်သူတွေကတော့အကုန်ရှောင်နေရတယ်လို့နမ်မာမျိုးမှဒေသခံပြည်သူတို့ကပြောဆိုပါတယ်အဲဒီကတိုက်ပွဲဖြစ်ပြီးတဲ့နောက်ရဲစခန်းအနီးတစ်ဝိုက်မှာဒေသခံပြည်သူများမှာမန္တလေးမြစ်ကြီးနားယထာတန်ရန်နောက်ပတ်ရှမ်းတို့ စစ်ဘေးရှောင်လာကြပြီးမုံရင်မြို့နဲ့မြစ်ကြီးနားမြို့တို့လည်းစစ်ဘေးရှောင်နေကြသူများလည်းရှိကြောင်းနမ်မာဟုပစ်အင်းလော်ကြီးတဝိုက်လည်းစစ်တပ်လက်အောက်က SN နဲ့ရှမ်းနေပူပေါင်းတပ်များနဲ့ KI ရင် PDF ပူပေါင်းတပ်များအကြတိုက်ပွဲများမကြာခဏဖြစ်ပွားနေကြောင်းသိရှိရပါတယ်။လက်ရှိစစ်ကောင်စီတပ်နဲ့ SN နဲ့ပူပေါင်းတပ်များကအင်းတော်ကြီးကအရှိတ်အဝါရှက်နမ်မာနမ်မော်လုံးတော်မိုင်းနောက်မမုံကိုင်း ဆားတွေကျေးရွာများကိုထိန်းချုပ်ထားပြီးအင်းတော်ကြီးကလောက်ပချံဝေလုံဆောင်းဝဆောင်းပင်ဆားတဲ့ကျေးရွာများကို KIA နဲ့ပူပေါင်းကပ်ဖွဲ့များကတိမ်ပိုက်ထိန်းချုပ်ထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ